လစဉ်မှာသိန်း10ကနန်းကနေပြီးတော့ရာကနန်းထိရှာလို့ရတယ်ပေါ့နော် digital product ဆိုတာဘာလဲအဲ digital product ကိုမြန်မာနိုင်ငံမှာတုံးပြီးတော့လူငယ်တွေငွေရှာလို့ရလားဆိုတဲ့အကြောင်းအရာလေးတွေကို TV လူလေးထဲမှာမျှဝေသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကျော်ဇလတ်ပါ digital fee ရဲ့ founder ဖြစ်ပါတယ်ဒီ ိုယ့်ရဲ့လုပ်ငန်းကိုပေါ့နော် digital marketing တုံးပြပြီးအောင်မြင်ခြင်းတဲ့သူတွေအဲပြီးလို့ရှိရင်အဲ digital marketing လေ့လာပြီးတော့ဝင်ငွေလုံခြုံခွင့်နဲ့ပေါ်များခြင်းတဲ့လူငယ်တွေအတွက်ဒီ channel လေးမှာမျှဝေပေးနေတာဖြစ်လို့အဲကျွန်တော်ရဲ့ video လေးကိုလက်လေးနှစ်ချောင်းလက်ကလေးနဲ့နှစ်ချက်ထောက်ပြီးတော့အားပေးနိုင်ပါတယ်လဲဖြစ်တယ်ပြီးလို့ရှိရင်လက်ရှိမှာစာလဲတင်နေတဲ့နေပြီးတော့မှာဆိုရင် तू ကတော့ digital product ကိုပေါ့နော်ပြည်တွင်းမှာနေတာမကနိုင်ငံခြားအထိကို သူကဒီ Amazon တို့ဘာတို့ကနေရောင်းနေတာပေါ့နော်လာတဲ့တိန်းရာခနန်နဲ့ဝင်နေတဲ့သူရှိတယ်အဲ့တော့ digital product ဆိုတာဘာလဲပေါ့နော် digital product ဆိုတာအဲလွယ်လွယ်နားလည်အောင်ပြောရရင်ဆိုင်ငန်းတွေငှားကပေးကြရမလို့ပဲနဲ့ဒီ online platform တွေကနေပြီးတော့ပေါ့နော်ရောင်းလို့ရတယ်အဲပြီးလို့ရှိရင်တစ်ခါရင်းပြီးတာနဲ့တသက်လုံးအဲ့ထပ်ပြီးတော့အဲ့ product ကိုထပ်ထုတ်စရာမလိုဘူးမလိုပဲနဲ့ပေါ့နော်ကြိုက်တလောက်အချိန်ချင်းပြန်ရောင်းလို့ရတယ် ်နော်အရာကို digital product လို့ခေါ်တယ်โอเคအဲ့တော့ digital product ဆိုတာဘာတွေလဲပေါ့နော် အလွယ်ပြောရင်တော့ကျွန်တော်တို့ ebook ပေါ့နော် ebook ဆိုတော့စာအုပ်ကိုကျွန်တော်တို့ scan ဖတ်ထားပြီးတော့ပဲဒီ ebook ကို pdf file နဲ့ပြန်လုပ်မလားရတယ်ဒါမှမဟုတ်ကိုယ်တိုင်ဖန်တီးထားတဲ့ ebook ပေါ့နော်စာအုပ်ကိုအပြင်မှာ publish လုပ်ပေးတဲ့ ebook ထုတ်ပြီးတော့ကျွန်တော် ebook ကြောင်းလို့ရတယ်အဲ notion template excel template အဲ့မှာ notion ကတော့လူသိနေလိမ့်မယ်ဒါမဲ့လူငယ်တချို့တွေလည်းသိကြတယ်ပေါ့နော် excel ဥပမာပေးရရင် အာကျွန်တော်တို့တွက်နီးချက်နီးဖော်မြူလာတွေပေါ့နော်လုပ်ငန်းတစ်ခုရဲ့အဝင်ထွက်အရှုံးမြတ်နဲ့ပတ်သက်တာတွေနော်ဒီ notion template ဆိုရင်ဒီ management အတွက်ပေါ့နော် organization တစ်ခုလုံးဘယ်လို manage လုပ်မလဲ project တွေဘယ်လိုလုပ်မလဲဆိုတာတွေကိုကျွန်တော်တို့ template ထုတ်ထားတာပေါ့နော်အဲ့ template တွေကိုကျွန်တော်တို့ပြန်ရောင်းလို့ရတယ်အဲ online course တွေ training video ဥမာကျွန်တော်တို့ဆိုရင်ဒါသင်တန်းဆရာတွေအနေနဲ့ကိုတက်ကြွတဲ့ digital marketing အဲအရင်တော့ဆိုကျွန်တော်မျက်လှည့်ပညာပေါ့နော်မျက်လှည့်ပညာကိုအဲကျွန်တော်အနေနဲ့ video တွေလုပ်ပြီးတော့သင်တန်းပြန်ဖွင့်တယ်ဒါဆိုရင် online course တွေ training video တွေကလည်း digital product ပဲနောက်တစ်ခုက design template တွေပေါ့နော်ဥမာ Canva တို့ PowerPoint တို့ဟိုတလောအောင်ကျွန်တော်ကိုယ်တိုင်တော့ဒီဒီဒီ power ဟောပါတော့ Canva ကနေပြီးတော့ design template တစ်ခုကို49ဒေါ်လာနဲ့ အာနိုင်ငံခြား website တခုကကျွန်တော်ဝယ်ဘူးသေးတယ်ပေါ့နော်အာကျွန်တော်တို့လိုလူမျိုးပေါင်းတို့ရာထောင်ချီကိုရောင်းနိုင်တာဖြစ်တဲ့အတွက် digital product ရောင်းတဲ့သူတွေဟာတလသိန်း၁၀ခန်းနဲ့ရာခန်းနဲ့ဝင်နိုင်တယ်ဆိုတာဒါကြောင့်ပြောတာပေါ့နော်နောက်တစ်ခါတော့ stock photo တွေနော်အဲ double နေလိုက်ရိုက်ထားမယ်ကို double နေကိုအဲလူတွေကအသုံးတည့်တဲ့အခါမှာပြန်ဝင်ကြမယ်ပေါ့နော်လွယ်လွယ်နားလည်အောင်ပြောရရင်တော့မြန်မာ culture မြန်မာရဲ့ဒီရှားပါတဲ့ပုံရိပ်တွေကို double နေရိုက်ထားပြီးကျွန်တော်တို့ပြန်ရောင်းလို့ရတယ်ပေါ့နော်အဲနောက်တစ်ခါတော့ music နဲ့ sound sound effect တွေဒါတော့လူသိများတယ်เนาะတချင်းနေเนาะ music တွေဖန်ပြီးပြီးတော့အဲ့ music တွေနောက်ခံ background တီးလုံးနေနေနဲ့ရောင်းလို့ရတယ်နောက်တစ်ခုကတော့ software software တွေ mobile application တွေပေါ့เนาะသူကတော့နည်းနည်းခတ်မယ်အဲကြံတဲ့ဟာလေးတွေကတော့တော်ရုံအဲလေ့လာပြီးတော့ကျွန်တော်တို့လှုပ်လို့ရနိုင်တယ်ပေါ့เนาะဟုတ်ပြီဒါဆိုရင်အဲ့ဒီ digital product တွေပေါ့เนาะမြန်မာနိုင်ငံမှာအဲ ရောင်းလို့ရလားရတာပေါ့ကျွန်တော်တို့ဒီ Facebook တို့တော့ဒီ Messenger marketing တွေတုံးပြီးတော့ TikTok YouTube เนาะလူသုံးများတဲ့ platform တွေ Telegram တွေမှာကျွန်တော်တို့လူသိများအောင်လုပ်ပြီးတော့ဒီ product တွေကိုရောင်းလို့ရတယ်ကိုယ်ပိုင် website ရှိရင်လည်းကိုယ်ပိုင် website တွေမှာရောင်းလို့ရတယ်ပေါ့เนาะโอเคအဲ့တော့ ပတ်စံကိုဘယ်လိုလက်ခံလဲပေါ့နော်ပြည်ရင်းဆိုရင်တော့ဒီ KKP တို့နော် WP တို့ MPU ကတ်တွေနဲ့ကျွန်တော်တို့ဒါအာလက်ခံလို့ရတယ်ပေါ့နော်တကယ်လို့နိုင်ငံတကာမှာပါရောင်းကျင်နေဆိုရင်တော့ PayPal တို့မဟုတ် ပေနီယာအကောင့်တွေကိုရအဲလောက်ထားဖို့တော့လိုတယ်။ Okay တကယ်တော့ဒီဗီဒီယိုကြည့်နေတဲ့အဲမိတ်ဆွေအားပေါ့နော်ဟိုကိုက digital product ထုတ်ချင်လို့ဖြစ်စီပေါ့နော်ဒါမှမဟုတ်ဒီ digital marketing လေ့လာခြင်းတဲ့သူတွေအတွက်ကျွန်တော် knowledge sharing တွေမျှဝေနေတာဖြစ်တဲ့အတွက်ပေါ့နော်အာကျွန်တော်ရဲ့ channel လေးကို follow လုပ်ထားပါပြီးတော့အဲဒီဗီဒီယိုလေးထဲမှာဘယ်အချက်ကလေးကိုမေးကြရရှိလဲဆွေးနွေးကြရရှိတဲ့အချက်ကလေးတွေရှင်းလဲ comment မှာ ပြောသွားပေးပါနောက်ထပ်ဗီဒီယိုလေးတွေမှာတွေ့ကြ